How do you pronounce this word? 3 2 1 Pajamas အဲ့ဒီစလုံးလေးကိုရေးတဲ့အခါမှာအခုလိုမျိုးလေးနှမျိုးနဲ့ရေးတယ်ပေါ့ PY နဲ့ရေးတယ်လို့မျိုး PA နဲ့လည်းရေးတယ်ဟုတ်ပြီသူ့ရဲ့အတန်းထက်ကတော့ Pajamas Pajamas stress လို့ခေါ်တဲ့ fear အတန်လေးကိုသူကကြီးမှာပေါ့နော်ထားပေးရတယ်တကြမလို့ကြားဆိုပြီးထွက်ပေးရတယ်ပကြားမတ်ပကြားမတ်เนาะရှေ့က py နဲ့ပေါင်းတယ်အတူတူပဲအတန်တက်ကထားမယ်ပကြားမတ် okay ပကြားမတ်ကဘာလဲဆိုရင်ပုံလေးမှမြင်နိုင်တယ်ဟုတ်ပြီအဲဒါသူ example ကိုကြည့်အောင် i wear soft pajamas to bed every night i wear soft pajamas to bed every night. every night အဲ့တော့ပြောချင်တာကျွန်တော်ကပေါ့ဒါမှမဟုတ်ကျမကပေါ့ where are we sin ね soft ဆိုတာညွန်းညံ့ညံ့ပြောပြောပြောင်းပြောင်းလေးပေါ့ soft pajamas ကလေးကိုဝတ်စင်ပါတယ်တဲ့ to bed ဆိုအရာဝင်အောင်ပြောတာပေါ့ not to bed every night အားကြောင့်မြန်မာလိုကတော့ညာတိုင်းညာတိုင်းမှာညာအိတ်ဝတ်စုံပျော့ပျော့လေးကိုဝီပြီးတော့ကျွန်တော်တမုံကျမကအိပ်ပါတယ် pajamas ဖြစ်ပါတယ် pajamas pajamas. Okay, not long deal. Number two, how do you pronounce this word? Three, two, one. Gadget, gadget, gadget. This alone You gadget loaded by. Gadia, gad, gadia, jet. The good gadia cat loaded by no jet loaded by. gadget gadget stress လို့ခေါ်တဲ့ဖိတဲ့ဟိုသူကရှေ့မှာထားရကြမလို့ get ဆိုပြီးဖိပြောတာ gadget gadget okay အတိပေးကတော့ပါလဲဆိုရင်ဒီပုံကြည့်ပြီးတော့ပုံကိုပြောတင်တာမဟုတ်ဘူးเนาะသူ example ကိုထင်ရှားအောင်လို့ပုံကိုပေးကြတာပါတကယ်တကယ်သူအတိပေးကသူက devices တွေအတိပေးနေအတူတူပဲเนาะပါလဲဆိုပစ္စည်းတွေဆိုတော့အတိပေးပြောတင်တာပါ For example, this new gadget can charge your phone in just 30 minutes. This new gadget, so the gadget tikliga, no the PC tikliga po, can charge your phone မင်းဖုန်းကိုအသွင်ပေးနိုင်ပါတယ် in just 30 minutes ဆိုတာမိနစ်30အတွင်းမှာပဲ။ Okay ဒီ PC delay ကမင်းဖုန်းကိုမိနစ်30အတွင်းမှာပဲပြန်ပြီးတော့ charge နော် ပြန်ပြီးတော့အသွင်းနိုင်ပါတယ်။ Okay ဒီပုံလေးကတော့ဒီမှာနော်ဒီမှာပြတဲ့ example နဲ့ညီမျှအောင်ဆိုပြီးတော့ပြရတဲ့ဘောပေါ့နော်။ Okay သူပြောချင်တာကဖုန်းကိုပြန်အသွင်းပေးနိုင်တဲ့ balance gadget ပြရလို့ရမလို့ဒီဂျိုးလေးပေါ့နော်ဒီဂျိုး charging ဂျိုးလေးပြောထားတာ။ Okay တကယ်တကယ်ရပါလဲဆိုလို့ရှိရင်ဟောဒီမှာပြောချင်တဲ့ gadget ဆိုတာတခြားပစ္စည်းတွေလည်းရပါတယ်။သူရဲ့အထိပယ်ဝေးရပစ္စည်းလို့ယူလာရင်ရပါပဲ။ Okay ဒါကြောင့်အတန်အတွက်က gadget gadget gadget. Number three, how do you pronounce this word? Three, two, one. Courage, courage. အဲ့တော့ COU ရေခေါ်နေမဟုတ်ဘူးเนาะဒီစလုံးကတော့အတိများပါတယ်အဲ့တော့ပထမတော့ကမှာ car နောက်ဒုတိယစလုံးကတော့ rage အဲ့တော့ courage ဆိုပြီးတော့ဂျေဒန်လေးနဲ့ပိတ်ကြတယ်ပေါ့ strut လို့ခေါ်တဲ့ဖိတန်လေးကိုသူကရှေ့မှာထားတဲ့အတွက်ကြောင့်မလို့ car ဆိုပြီးမြင်ပတ်ပါတယ် ah rage courage ဟုတ်ပြီဒီ example ကိုကြည့်ရအောင် it takes courage to speak the truth it takes courage to speak the truth အတော့ speak the truth ဆိုတာဘာကိုပြောလဲဆိုလို့ရှိရင်သူကအမှန်တရားကိုပြောဖို့တူအပ်ဆိုရင် it takes courage ဘာလို့လဲဆိုရင် courage လို့ခေါ်တဲ့တတိလိုပါတယ် okay now example တစ်ခုပါတော့ she found the courage to chase her dreams ကဲသူမက found ဆိုတာတွေ့သွားပြီပေါ့နော်တွေ့သွားပြီ the courage လို့ခေါ်တဲ့တတိဒီသူမတွေ့သွားပြီဆိုတာဆိုရင်တတိရှိသွားပြီတတိရသွားပြီပေါ့ to chase chase ရပါလေဆိုရင်လောက်ကနေထချက်မခွာလိုက်ချင်အောင် chase လို့ခေါ်တာပေါ့ her dreams ပေါ့နော်။ तुम्हारे အိမ်မက်တွေနောက်ကိုတချင်မကွာလိုက်နိုင်ဘူး။နောက် तुम्हारे အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက် तुम्हा ဘာဖြစ်သွားလဲဆိုရင် found the courage ဆိုတတိရပါပြီ။ Okay ။ဒါကြောင့်ပထမတစ်ခုပါဆိုလို့ရှိရင် the truth လို့ခေါ်တဲ့အမှန်တရားကို ပြောဖို့ဆိုလို့ရှိရင် it takes courage လို့ခေါ်တဲ့တတိလိုပါတယ်။နောက်တစ်ခုက तुम्हारे အိမ်မက်တွေကိုလိုက်ဖို့အတွက်ဆိုလို့ရှိရင် तुम्हा တတိကိုရှာတွေ့သွားပြီ။ Okay အဲ့တော့ဒီစလုံးကြီးအတန်းတက်ကတော့ courage courage courage. Okay, number four ka tu slow ba set lou ra ba. 3 2 1 courageous na kren ka le courage no naw ka jazz ba se courageous lo wa ma hou ba hu sweat ka raw tu a chi ma ma tha be tu a re ma ta da ja ma lo tu ko atat thwet de ka ma courageous lo tha ba courageous ka re jazz courageous, courageous. ဒီစလုံး courageous လို့ထွက်တာ G E O U S က G S ကိုမထွက် just ဆိုတက်တန okay courageous hobby for example the courageous firefighter ran into the burning building the courageous firefighter ran into the burning building အဲ့တော့ပြောကျင်တာကတော့ courage ဆိုတာက okay ခုတက်ကနံပါတ်3မှာတော့ courage ဆိုတာက तू ကပါလဲဆိုရင် noun ဖြစ်ပါတယ်နောက်ပြီး not 30ဆိုတာအခုက noun မဟုတ်တော့ तू ကပါလဲဆိုရင်သောနေဆုံးနဲ့ adjective ပေါ့နော်အဲ့တော့မြန်မာလူကတတိရှိတော့ရဲရင်တော့ဆိုတော့ဒီပဲပဲဒါကြောင့်မလို့ရဲရင်နဲ့တတိရှိတဲ့မိသက်သမားက run into ပြီးဝင်သွားတယ် the burning ဆိုတာလောင်ကျွမ်းနေတယ်ပြီးလောင်နေတယ် ဒါကိုလဲဆိုရင် building ပေါ့နော်မီးတောင်နဲ့အစာအုပ်တွေကိုပြည့်ဝင်သွားပါတယ်။ Okay ။ဒါကြောင့်မလို့ရဲရင်နဲ့မိသားသမားဆိုရင်မီးလောင်နေတဲ့အစာအုပ်တွေကိုပြည့်ဝင်သွားတယ်လို့ပြောချင်တာ။ courageous 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 Okay number 5 How do you pronounce this word? 3 2 1 Silent 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 stress လို့ခေါ်တဲ့ဖိတန်ကိုရှေ့မှာထားရတော့ကြမသူကိုစားဆိုတဲ့အတန်လေးဖြစ်သွားတယ်ပေါ့ဟုတ်ပြီနော်မြန်မာလိုဆိုရင်တော့ဝိစာစနဘောတန်လို့ခေါ်မှာပေါ့နော်အတန်ဖိသွားတာ silent silent ဆူလန်လို့မထွက်ဘူးနော် okay to for example ကြည့်အောင် he sat in the corner with a silent expression after losing the game okay စာကြောင်းလေးကနည်းနည်းရှင်းထားမှာ နောက်ဆက်တောင်းလေးဖြတ်ပါမယ် he sat to tiny thank you ပေါ့ in the corner ဆိုတာက down လေးမှာသူထိုင်နေခဲ့တယ်ပေါ့ with ဆိုတာနှစ် okay နော်ဘယ်လိုပုံစံနေလဲဆိုရင် a silent expression ဟုတ်ပြီနော် expression ဆိုတာကသူ့ရဲ့ဖော်ပြချက်အမူအရာကိုပြောတာပေါ့နောက်ခုပေါင်းလိုက်တဲ့အခါမှာ silent ကပါလဲဆိုရင်မျက်နှာကြီးသုံးမောနေတာကိုပြောတာပေါ့နော်အဲတက်ပြီးအတိအကျပြောရမယ်ဆိုရင်သူကမရှင်မပြဖြစ်နေတာကိုပြောချင်တာ ပေးခါမှာ after losing the game ဒေးမာသူရှုံးသွားပြီးတဲ့အခါမှာမျက်နှာကြီးကနော်တုံတုံမုံမုံကြီးနဲ့သူတောင်းလေးမှာသွားထိုင်နေရဲ့โอเคအဲ့ဒါချေချောမှုပြောမယ်ဆိုရင်တော့သူဒီဂိမ်းကျုံးပြီးနောက်မှာမကြည့်မလင်တုံမုံနဲ့အမူအရာနဲ့သူကတောင်းမှာထိုင်လိုက်တယ် silent 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 โอเคဒီနေ့ပြောခဲ့တဲ့ငါးလုံးကိုပြန်ချုပ်လိုက်မယ်ဆိုရင်တော့ပထမတစ်လုံးက ပကြမပကြမစ်ဆိုပြီးတော့ကြာတယ်လေးမှာသူက stress ကြီးဖြစ်တယ်ပကြမစ်နောက်တစ်ခုကတော့ gadget 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 နောက်တစ်ခုက courage 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 နောက်တစ်ခုက courageous courageous ဆိုပြီးတော့ရေးမှာမြင်တယ်နော် stress ကိုရေးမှာမြင်ထားရပါတယ် courageous courageous နောက်ဆုံးတစ်ခုကတော့ 杀人，杀人，杀人，杀人。Len. Okay，听下首啲嘢啦，宝贝。